တော့ရအောင်ဝင်မြင်လာပါ Drag and Fish Show ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်တို့ဘာဝူးတင်းကိုအများအားတင်ဆက်ပေးနေတဲ့စင်မင်းပါဆိုတော့ကျွန်တော်တို့ဘာဘူးတင်ကတော့မနေတုန်းကဒါပြီးခဲ့တဲ့အောက်တိုဘာလအတွက်လဘဘူးအတင်ရဲ့အကောင်းဆုံးကစားသမားစုကိုပေးအပ်ချင်းမြင်ခဲ့တယ်။အဲဒီရွေးချယ်ပေးအပ်ချင်းမြင်ခဲ့တဲ့အခါမှာဒီ Channel Challenge စုကိုဆိုရင်တော့ကိုင်းလေကစားသမားဖြစ်တဲ့ Dominic Show ဆိုင်ကဒီယာဒီမှာဒုတိယအကြိမ်မြောက်ရရှိခဲ့တယ်။ဆိုတော့ ဒိုမီနစ်ရှိုးဘိုဆိုင်ကဒီယာဒီမှာလဘာဘူးအတင်းအတွက်ဘလောက်ထီအောင်အရေးပါနေတယ်ဆိုတာသမတအူဖြစ်တယ်လေလဘာဘူးအတင်းကိုဘလောက်ထီအောင်တွန်းတင်ပေးနေတယ်ဆိုတာသမတအူဖြစ်တယ်လေဆိုတာထပ်ပြီးတော့တက်တည်ပြနေတယ်ဆိုတခုလိုပဲပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒိုမီနစ်ရှိုးဘိုဆိုင်ကကျွန်တော်တို့ဒါဒီယာဒီစကရေကအခုအချိန်ထိသူခြေစွမ်းကျသွားတယ်ဆိုတော့ပွဲစဉ်မရှိဘူးလို့တောင်ပြောလို့ရတဲ့အနေအထားထိကောင်းခဲ့တာတော်တော်လေးလဲကောင်းခဲ့တယ်လို့ဒီဟာဒီမှာဆိုရင်လဘာဘူးအသင်းကိုတော်တော်လေးဥဆောင်ပြနေကြဘူးလဲတွေ့ရတယ်အဲသူရဲ့ဥဆောင်မှုတွေနဲ့ပတ်သက်ပြီးရောကကြတော့လေ အဲကျွန်တော်တို့လိုပါဘူးပရိသတ်တွေကြားထဲမှာဆိုရင်အထူးသဖြင့်အဲသူကစတီဗင်ဂျော်ရက်လက်သစ်ဖြစ်လာတော့မှာတို့ပြီးရင်ဘာကေဗန်တိုက်ရဲ့ခက်အလွန်မှာအသင်းကိုအကောင်းဆုံးဥဆောင်ပေးမယ်အသင်းကောင်းဆောင်ကောင်းတူရတော့မှာဆိုပြီးတော့အဲသူနဲ့ပတ်သက်ပြီးတော့ဒါချီချူးပြောဆိုမှုတွေအများကြီးဒါပြုတ်လုလာတယ်ဒါနဲ့ပတ်သက်ပြီးတော့ကြောက်လဲကျွန်တော်တို့လိုပါဘူးပရိသတ်တွေအနေနဲ့ကဆက်ပြီးတော့တော့စောင့်ကြည့်သွားရမယ်ဘာလို့ဆိုတော့ dominate show ဘိုင်းကကျွန်တော်တို့ဒီဘဝူးတင်းကိုရောက်လာတာဒီရာသီနဲ့ဆို300သီဖြစ်နေပြီအဲတရာသီတက်တရာသီပိုကောင်းလာတယ်သူပုံစံတွေကိုပြလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့က ရှင်ဗင်ဂျရက်လက်သေးဖြစ်မလာနိုင်ဘူးလို့တော့ကျွန်တော်အတိအကျပြောလို့မရ။ဒါကြောင့်မလို့ကျွန်တော်တို့ဒီဆက်ပြီးတော့စောင့်ကြည့်သွားရမယ်။ရှင်ဗင်ဂျရက်ထက်ပိုပြီးတော့ကောင်းတဲ့သာသမာတအူလည်းဖြစ်လာနိုင်တယ်လို့စတီဗင်ဂျရက်လိုမျိုးအသင်ကောင်းဆောင်ကောင်းတအူလည်းဖြစ်လာနိုင်တယ်ဆိုတာကတော့ကျွန်တော်တို့လုံးဝကိုငြင်းချက်ထုတ်လို့မရတဲ့အကြတခုဖြစ်တယ်။ပြီးရင်နောက်ထပ်အကြောင်းအရာတစ်ခုကတော့မနေ့ကတော့ဆိုရင်ကျွန်တော်တို့ဘာလို့အသင်ရဲ့တိုက်စစ်သာသမာတအူဖြစ်တဲ့ Fabio Chiesa က Sky Sport နဲ့အင်တာဗျူးတစ်ခုပြုလုပ်ခဲ့တယ်။အဲဒီအင်တာဗျူးမှာဆိုရင်သူကဘာလို့အသင်မှာနေထိုင်ရတာဘလောက်ထိအောင်ပြောရှင်နေတဲ့အကြောင်း အဒီအသင်းကဘလောက်ထိအောင်သူနေကျင်နေလဲဆိုတဲ့အကြောင်းအရာတွေကိုပြောသွားပြီးတော့အဲ့ဒီတမမှာပရိသတ်တွေအားပေးမှုနဲ့ပတ်သက်ပြီးတော့ဒါနာမည်ကြီးတဲ့လေဘာဘူးရဲ့အမော်စပီယာနဲ့ပတ်သက်ပြီးသူပြောလာတယ်သူကလဘဘူးအတင်းကိုစာပြီးတော့ရောက်တဲ့အချိန်မှာလဘဘူးအတင်းတွေပွဲချိန်မိနစ်10မိနစ်မှမကစားရသေးတဲ့အချိန်မှာတော့မှပဲအပရိသတ်တွေအနေနဲ့ကသူ့ရဲ့နာမည်ကိုတချင်းထဲမှာလုပ်ပြီးတော့တီးဆိုတယ်ဒါကသူ့အတွက်ဘလောက်ထိအောင်ကောင်းနေတဲ့ခံစားချက်တစ်ခုဖြစ်တယ်လဲဆိုပြီးတော့သူပြောလိုက်အပြီးပြီဆိုရင်လည်း ဒီအသင်းအတွက်သူပြီးခဲ့တဲ့လကပွဲထွက်ခွင့်တွေရခဲ့တယ်ပွဲကစားခွင့်မိနစ်တွေရတယ်အဒီပုံမှန်လေးသူသွင်းကိုးတွေပါတယ်ရခဲ့ပြီးတော့ပရိသတ်တွေရပို့ပြီးတော့ချီကျူအောဘာဘေးဂျင်ကိုသူခံရတယ်ဒီအတွက်သူဒီအသင်းမှာအဓိကနေချင်ရတဲ့အကြောင်းရင်းတွေကတကူဖြစ်တယ်လို့ဒီအသင်းအတွက်လည်းသူအများကြီးပေးဆက်ပြီးတော့ကစားသွားအောင်မှာဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်အဲပြီးရင်လေဒီအဒီမှာအသင်းကိုရောက်လာတဲ့ကစားသမားအသစ်ဖြစ်တဲ့ Florent Van နဲ့ပတ်သက်ပြီးတော့ကကြောက်လေသူချီချူးပြောဆိုမှုတွေပြုလုပ်သွားတယ် အဲဘာလဲဆိုတော့ Franvia ကသူတွေ့ဘူးသူကစားသမားတွေတဲ့မှာနီးစနစ်ပိုင်းအရှာအကောင်းဆုံးသောစားသမားတွေတဲ့ကတအူးဖြစ်တယ်။သူကမယုံကြည်နိုင်လောက်ဆရာကောင်းနေနီးစနစ်မျိုးတွေတက်ကနစ်မျိုးတွေသူ့မှာရှိတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်ဒါဘောလုံးထိချက်တစ်ချက်ထင်းနဲ့ဂိုးဖန်ပြီးပြခဲ့တာတွေကိုကျွန်တော်တို့အချိန်ချင်းမြင်တွေ့ရနိုင်တယ်။ဒါကသူ့ရဲ့ဝေါ်ကလပ်အဆင့်ရှိတဲ့ခြေစွမ်းတစ်ခုကိုဆက်ပြီးတော့ပြသနေခြင်းဖြစ်တယ်ဆိုပြီးပြောသွားတယ်။ပြီးရင် Franvia ဆိုတော့ကလဘဘူးအသင်းရဲ့ legend ကောင်းတအူးဖြစ်လာမှာဖြစ်တယ်လို့ လီဗာပူးအသင်းနဲ့လည်းအောင်မြင်မှုများစွာကိုမကြခင်မှာယူပီးယူပြမဲ့ကစားသမားတအူဖြစ်တယ်ဆိုပြီးတော့ဖလော်ရန်ဗီယက်နဲ့ပတ်သက်ပြီးတော့ချီးကျူးပြီးတော့ပြောသွားတယ်။အဲဒီနေ့မှာဖလော်ရန်ဗီယက်နဲ့ပတ်သက်ပြီးတော့ကကြတော့လေအပီးခဲ့တဲ့ရသက်ရပတ်အနေငယ်ကဒါအာဆင်နယ်ရဲ့အဓိကလက်ချက်နီးပြကြီးဖြစ်တဲ့အာဆင်ဝင်းကားကလည်းဖရန်ဗီယက်ကိုနံပါတ်10ရူမှာထားပြီးတော့အာနက်ရှလော၃နေချင်းကမနစ်ကထရီကိုအတွဲကိုဖျက်ဆီးနေခြင်းဖြစ်တယ်ဆိုပြီးတော့ဒါဝေဖန်မှုပြုလုပ်သွားတယ်ဒီဝေဖန်မှုတွေအပေါ်မှာလည်း အနေရှင်အနေနဲ့က Frontier ကိုနံပါတ်10ရူမှာထားတဲ့ဆိုတာကသူရဲ့အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်လို့သူယူဆတာဖြစ်တဲ့အတွက်နံပါတ်10ရူမှာထားပြီးတော့ကစားနေခြင်းဖြစ်တယ်လို့သူပြောတယ်။ အဲပြီးရင် from VS ဆိုတာကတကယ်တမ်းမှာတော့နံပါတ်30 row တွေမဟုတ်ဘဲနဲ့နံပါတ်8 row နံပါတ်17 row တွေမှာပါကောင်းကောင်းကြီးကစားနိုင်တဲ့ကစားသမားဖြစ်တယ်ဆိုတာကိုသူကောင်းကောင်းသိထားတယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ပြောထားတယ် from VS ကိုဒါလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကလူတွေကဝေဖန်ခဲ့ရဆိုမြင်လေပြီးခဲ့တဲ့ရက်ပိုင်းမှာ from VS က Real Madrid နဲ့ပွဲစဉ်မှာအကောင်းဆုံးပုံစံနဲ့ပြပြီးတော့ဝေဖန်မှုတွေကိုတိတ်ဆိတ်စေခဲ့တယ်ပြီးရင်သူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လူတွေကချီးကျူးဖို့အတွက်မေ့နေကြတယ်ဆိုတဲ့အကြောင်းအရာကို Arne Slot ကနည်းနည်းလေးဒါ response လုပ်ခဲ့ဒီသမားလေးကလက်ရှိမှာအသက်က 82နှစ်ပဲရှိပြီးတော့လေးအစ်စ်တစ်ခုမှာအချိန်တစ်ခုယူဖို့အတွက်လိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းသူထပ်ပြီးတော့ဖြည့်ဆွတ်ပြီးပြောသွားတယ်။အဲဒီတန်းမှာတော့ဗျာဘယ်လိုပြောမလဲ front view ကိုဝေဖန်တဲ့အထင်းမှာတော့ဟိုတခြားပြိသက်တွေအပြင်ကိုမှကျွန်တော်တို့လိုပါဘူးပြိသက်အနှဲငယ်လေးပါခဲ့တယ်။ဘာလဲဆိုတော့ front view နဲ့ပတ်သက်ပြီးတော့ကကြတော့တခြားကိုဝေဖန်တာတော့မဟုတ်ဘူး။နီးစနစ်ပိုင်းကြီးဘာတွေကိုဝေဖန်တာမဟုတ်ဘဲနဲ့သူ့ရဲ့အဲဒါကြန့်ခိုင်မှုနဲ့ပတ်သက်ပြီးတော့လိုပါဘူးပြိသက်တွေကအထူးသဖြင့်သဘောမကျဘူး။ ကျွန်တော်တို့ကဒီနံပါတ်10ရိုးမှာဆိုရင်ကျွန်တော်တို့အမြဲတမ်းမြင်တွေ့ခဲ့ရတာက Cotton Hollow မျိုးကစားသမားတွေ Dominic Show Shine လိုမျိုးကစားသမားတွေဒီလိုမျိုးကစားသမားတွေကိုပဲအဲဒါ physical ကောင်းတဲ့ကစားသမားတွေကိုပဲကျွန်တော်တို့ကမြင်ခဲ့ရတယ်။တွဲမဲ့ဒီအာဒီမှာ FRMV ရဲ့ရောက်ရှိလာတဲ့ပုံစံကဒါမတူတဲ့ပုံစံနဲ့ရောက်လာပြီးတော့ ခက်ပြော့ပြော့ပုံစံနဲ့ဗျာဘောလုံးကိုဘယ်လိုပြောမလဲဟိုနည်းနည်းလေးကြောက်တလို့လို့ပြော့တလို့လို့အဲ့လိုမျိုးပုံစံနဲ့ကစားတဲ့အဖော်ကိုလေဘာဘူးပြိတက်တွေကသဘောမချဘူးဒါကိုလေဘာဘူးပြိတက်တွေကအထူးသဖြင့်ဝေဖန်ခဲ့တယ်အဲဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ပိုင်းပွဲစဉ်တွေမှာ front pick ကတော်တော်ကောင်းတဲ့ပုံစံမျိုးတွေကိုဒါ consistent ဖြစ်တဲ့ခြေစွမ်းတွေနဲ့ပြလာတယ်ဒါကတော့ကျွန်တော်တို့လေပါဘူးပြိတက်တွေအတွက်တော်တော်လေးကိုမှအားရကျင်းနေစရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ From Vienna နဲ့ပတ်သက်ပြောကလည်းသဘောကျနေတဲ့အချက်တွေကတစ်ချက်ဖြစ်နေတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်သူကသူ့ရဲ့ကစားပုံကိုပြင်လိုက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ အဲသူဒီလိုမျိုးပဲနွဲတိနွဲနှောင်းပုံစံမျိုးနေနဲ့ကစားနေတာကသူတို့အားသာချက်တစ်ခုဖြစ်နေတယ်လို့တော့ကျွန်တော်ပြောလို့ရလား ဘာလို့ဆိုတော့သူ့ရဲ့ပြောတိပြောဖတ်ပုံစံကအရင်အနှဲ့ညီမှာတွားပြီးတော့တော်တော်လေးထိရောက်တယ်။ပြိုင်ဘက်ကစားသမားတွေကိုသူ့ရဲ့အရင်အနှဲ့တွေနဲ့လှည့်စားတဲ့နေရာမှာဘယ်လားညာလားဆိုတာ option ကတော်တော်လေးယူရတာခက်တယ်။ဒါကြောင့်မို့လို့လေ front bia ကသူ့ရဲ့ကစားပုံကနည်းနည်းလေးဝေဖန်စရာဖြစ်နေရဆိုမြင်တယ်။သူ့ရဲ့အားနေချက်ကနောက်ပိုင်းပွဲစဉ်မှာအားသာချက်တစ်ခုအဖြစ်ကျွန်တော်တို့မြင်လာရတယ်။ဒါကတော့ front bia နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားရစရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့လေ။ပြီးရင်သူနဲ့ပတ်သက်ပြီးတော့ arne shot ကထပ်ပြီးတော့ဒီစားသမားကဒီဘဘူးအသင်းမှာ အချိန်တစ်ခုယူပြီးတဲ့အခါမှာသူကအလဘဝီရဲ့အကောင်းဆုံးသောသမတအိုးဖြစ်လာမယ်ဆိုတော့သူအပြည့်အဝယုံကြည်တယ်။ဒီရာဒီမှာသူအတန်းနဲ့အသားမကျခဲ့ဘူးဆိုရင်တော့မဟုတ်ပဲနောက်ရာဒီမှာအသားကျလာမယ်လို့သူအဆုံးအစွန်အထိကိုပြောသွားတယ်။အဲ့တော့ Frambier နဲ့ပတ်သက်ပြီးဒီရာဒီမှာဝေဘန်နီရဲ့အပေါ်ကိုတော့ Arnish Shaw ကတော့အဆုံးတက်လိုက်တယ်။ဒီဘော်ကိုကျွန်တော်ကိုရင်နဲ့ကော Frambier နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲ။ဘယ်လိုထင်ကြလဲကျွန်တော်ကတော့ Frambier ဆိုတာအသင်းနဲ့ အဲတိတ်မကြခင်မှာအသားကြပြီးတော့လဘဝအသိရဲ့ကစားမကောင်းတအူဖြစ်နေဦးမယ်လို့ပဲကျွန်တော်ကတော့လက်ရှိအချိန်ထိယုံကြည်နေသေးပဲဆိုတော့ကျွန်တော်ကိုယ်ဒီကောင်ဒီပေါ်ဘယ်လိုမြင်ရလဲအပြင်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Arsenal အနေနဲ့ကလာမယ့်တနင်္ဂနွေနေ့မှာ Etihad မှာသွားပြီးတော့ Manchester City နဲ့ဘက်ကွာရီယာနဲ့ရင်ဆိုင်ရမယ့်အပေါ်မှာလေသူ့ရဲ့ခံစားချက်တချို့ကိုမနေ့တုန်းကပြောသွားတယ်သူက ဘက်ကွာရီရောနဲ့ရင်ဆိုင်ကြတဲ့နေရာမှာသူတော်တော်လေးကိုမှပျော်ရွှင်နေရဆိုတဲ့အကြောင်းကိုပြောတယ်။ဘာကြောင့်လဲဆိုတော့မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်တဲ့အခါမှာသူတို့ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့နီးစနစ်တွေနဲ့ပတ်သက်ပြီးသူအန်နာလိုက်ပြန်လုပ်ရတယ်။အဲဒီလိုမျိုးပြန်လဲသုံးသပ်ရတဲ့အခါမှာမန်ချက်စတာစီးတီးပွဲစဉ်အ ਨੇ ဆုံး၅ပွဲလောက်ကိုသူထိုင်ကြည့်ရတယ်။အဲဒီလိုမျိုးကြီးကွင်းရတာဖြစ်တဲ့အတွက်သူ့အတွက်ပျော်ရွှင်မှုတွေဖြစ်ရတယ်။ဘာကြောင့်လဲဆိုတော့မန်ချက်စတာစီးတီးအသင်းကလက်ရှိအချိန်မှာသူတို့ကစားနေတဲ့ပုံစံမျိုးကပရိသတ်တွေအတွက်ပြင်းစရာမကောင်းတဲ့ကစားပုံမျိုးတွေကိုသူတို့က အမြဲတမ်းလိုလိုအစ်စ်အစ်စ်တွေနဲ့ပဲဖန်တီးပြီးတော့ကစားပြနေတာဆိုတော့ပက်ခွာယူရာရဲ့နေစနစ်ပိုင်းတွေကလည်းတော်တော်လေးကိုမှလေးစားစရာကောင်းတယ်ပက်ခွာယူရာဆိုတော့ကသူလေးစားအားကြရတဲ့သူတွေထဲမှာတအူးအပါဝင်ဖြစ်တယ်ဆိုပြီးတော့ပက်ခွာယူရာကိုချီးကျူးသွားတယ်ပြီးရင်လည်းနောက်လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်ကတော့သူ့အတွက်တော်တော်လေးကိုမှစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တွေကတပွဲဖြစ်လာမှာဖြစ်ပြီးတော့ EDM မှာအကယ်၍အနိုင်ရခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ကမန်ချက်စတာစီးရဲ့အသင်းကိုနှစ်မှတ်အထိဖြတ်နိုင်မယ့်အခွင့်အရေးတစ်ခုရှိတယ်ဆိုပြီးတော့သူပြောသွားတယ် ဆိုတော့ဒါတွေကတော့ဒီနေ့မနေ့မှာကျွန်တော်တီးခဲ့ရတဲ့တဘာဘူးတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအကြောင်းအရာတွေဖြစ်တယ်ဗောလေဆိုတော့ဒီဘောရောကျွန်တော်ကိုရင်းနဲ့ဘယ်လိုမြင်ကြလဲအဲ့ကျွန်တော်လေ subscribe မလုပ်ရတဲ့ရင် subscribe လေးလုပ်ဖို့အတွက်ကျွန်တော်ဒီကနေပြောရဲတခါလေးတောင်းဆိုချင်ပါတယ်ဆိုတော့အမြင်လေးတွေလည်း comment မှာတစ်ချက်လောက်မှတ်ချက်လေးပေးတော့ပါအောင်ကျွန်တော်လည်း like subscribe လုပ်ပြီးအောင်ကျေးဇူးများတင်ပါတယ်ဗျ